Astro Garden Channel မှာကြိုဆိုပါရစေ။ Astro Today ယနေ့နှစ်ခတ်အစီအစဉ်ရဲ့2025ခုမေလ12ရက်နေ့အတွက်ဆောင်ရွက်ဆောင်ရွက်ဆောင်ရွက်ရမယ့်နှစ်ခတ်ချိန်ခါတွေကိုကျမအင်ဒရီမွန်နဲ့မတ်ရွှေရုံးပြေတို့မှတင်ဆက်ပေးတော့မှာပဲဖြစ်ပါရစေ။2025မေလ12ရက်တနင်္လာနေ့တနင်္လာသားသမီးများအတွက်ပုံမပြီးထည့်ရောက်နိုင်တဲ့ကောင်းမွန်တဲ့နှက္ခတ်9ပါးနဲ့မိမိတို့ရဲ့လုပ်ကိစ္စများဆောင်ရွက်နိုင်ရန်နှက္ခတ်ချင်းကောင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။ ညနေ၄နာရီ၁၄မိနစ်မှာညနေ၄နာရီ၃၄မိနစ်အတွင်းမှာတော့ဖုံးကန်ချင်းမြင့်မဲ့တနက်ခက်ကင်းကြောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။ည9နာရီ၈မိနစ်မှာည9နာရီ၂၈မိနစ်အတွင်းမှာတော့စမ်းထအောင်မြင်ပြီးမြစ်တရီကန်ကောင်းမှုမဲ့ဆုံးနှက်ခက်ကင်းကြောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။ နနက်2:29မိနစ်မှနနက်2:48မိနစ်အတွင်းမှာတော့မြည်သည့်လုပ်ကိစ္စဆောင်ရွက်သည်ဖြစ်ပါစေအထွတ်ထွတ်ရောက်ရှိအောင်မြင်မယ်အတပြည့်နှက်ခတ်ခြင်းကြောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်နနက်2:38မိနစ်မှနနက်2:58မိနစ်အတွင်းမှာတော့ရာထူးဩဇာအာဏာကြီးမြင့်မဲ့ထီးဖြူနက်ခတ်ကိန်းကြားဦးတဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။ နေလေ12နာရီ3မိနစ်မှာ နေလေ12နာရီ23မိနစ်အတွင်းမှာတော့အင်ချံမြေရောင်းဝယ်ကိစ္စရပ်တွေအကျိုးပြုမယ်စင်ဖြူနက်ကင်ချောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။နနက်2နာရီ28မိနစ်မှာနနက်2နာရီ48မိနစ်အတွင်းမှာတော့ငွေကြေးရွှေငွေရတနာထိကန်ဆန်းမှုကံအကောင်းဆုံးစေမယ်ရန်နာနက်ကင်ချောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။ နနက်10:51မိနစ်မှနေ့လယ်17:17မိနစ်အတွင်းမှာတော့တပ်သမီးရဲ့နာထုံးကရရှိမယ်။တန်တေနက်ခတ်ကင်ချောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။ဆက်လက်ပြီးဒုတိယခန်းကဏ္ဍအနေဖြင့်တနင်္လာတပ်သမီးများအပေါ်ပုံမူပြီးထိရောက်မှုရှိနိုင်တဲ့ဆိုရနက်ခတ်နဲ့ပတ်သက်တဲ့နက်ခတ်ချိန်ခါတွေကိုတင်ပြပေးသွားမှာပဲဖြစ်ပါရဲ့ရှင်။နေ့လယ်3:46မိနစ်မှညနေ4:06မိနစ်အတွင်းမှာဆိုရင်ဖြင့် ထိခိုက်သေးခြင်းပျက်စီးဆုံးရှုံးမှုတွေကို ဖြစ်စေနိုင်တဲ့မရဏနှက်ခတ်ကိန်းကြောက်ရွံ့တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။ညနေ6:38မိနစ်မှညနေ6:58မိနစ်အတွင်းမှာဆိုရင်ဖြစ်အမှုခင်းပြဿနာစေပူပန်တောကတွေကိုဖြစ်စေနိုင်တဲ့တောကနှက်ခတ်ကိန်းကြောက်ရွံ့တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။ည10:00 ည10:00နာရီ18မိနစ်မှည10:00နာရီ38မိနစ်အတွင်းမှာဆိုရင်ဖြင့် social ပြည်စည်းမှုတွေကိုဖြစ်စေနိုင်တဲ့ဆယ်တိုင်းနက်ကကိန်းကြာရောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။နနက်9နာရီ14မိနစ်မှနနက်9နာရီ34မိနစ်အတွင်းမှာဆိုရင်ဖြင့်မိတ်ဆွေတင်ကားဟာတွေ social ပြည်စည်းမှုကို ဖြစ်စေနိုင်တဲ့မိတ်တုနက်ကကိန်းကြာရောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။ နေ့လယ်တနာရီမှနေ့လယ်တနာရီ20မိနစ်အတွင်းမှဆိုရင်ဖြင့်အလုတ်စည်းပွားထိခိုက်ဆုံးရှုံးပျက်စီးမှုတွေကိုဖြစ်စေနိုင်တဲ့ဘင်ကနှက်ကကိန်းကြောက်ရောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။ယခုပေါ်ပြပေးခဲ့တဲ့နှက်ကချင်းခါရီယာဆိုရင်ဖြင့်တနင်္လာသတ္တမီများအပေါ်ပုံမူပြီးထိရောက်မှုရှိနိုင်တဲ့နှက်ကချင်းခါရီပဲဖြစ်ပါတယ်ရှင်။ဒီနောက်ကချိန်ခါတွေကိုတမီရွယ်ဆရာဆရာဦးဆရာကိုမှ ကိုရိုင်းအသေးစိတ်တွက်ချက်ပေးထားတာပဲဖြစ်ပါတယ်ရှင်။